ယတ်ကင်ဤကောင်းချီးမင်္ဂလာအပြပြပြတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏3ရက်12လ2025ဗုဒ္ဓဟူးနေ့နေ့စဉ်တဝင်စာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်သာရဗျာအားဝတ်ပြုကိုယ်ခွေကြပါစို့ဗျာသခင်ဤယေရှုတော်နှင့်ဆိုင်သောဧဝံဂေလိတရားတို့ရတွင်ဗျာသခင်ဤ ကျေးဇူးတော်နှင့်ရှင်တော်အေဝံဂေလိတရားကိုတသက်ခံစီခြင်းငါတမန်တော်ဝိတုခန်းကြီး20အငယ်24ဖျားသခင်ကောင်းချီးပေးပါစေတခင်ယေရှုခရစ်ဤအေဝံဂေလိတရားသည်ဘာသာရေးတည်င်းစကားမဟုတ်ပါ၎င်းသည်ဖျားသခင်ကျေးဇူးတော်ဤတည်င်းကောင်း ဖြစ်ပါသည်၎င်းသည်လူသားမျိုးနွယ်အပေါ်သူ၏ချစ်ခြင်းမေတ္တာကျေးဇူးတော်နှင့်သူ၏ကျင်နာမှုတို့ကိုကြီးညာခြင်းဖြစ်သည်ရှင်ပေါလုသည်သူ၏သာသနာလုပ်ငန်းတစ်ခုလုံးကိုဘုရားသခင်၏ဂျေဇူးတော်ဧဝံဂေလိတရားဟောပြောခြင်းဖြစ်သည်ဘ ਹੁ တတင်းစကားတစ်ခုအပေါ်အာယုံစူးစိုက်ထားသည်ကိုဖော်ပြခဲ့သည်ဤတူညီသောဧဝံဂေလိတရားကို အာဗြဟံအားဥစွာ ဟောပြောခဲ့သည်ဂလာတိခန်းကြီး3အငယ်8တွင်ကျမ်းစာသည်အာဗြဟံအားအမိန့်ရှိ၍သင်အားလူအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟုဧဝံဂေလိတရားကို ဟောနှင့်လေ၏ထိုကောင်းကြီးသည်ယုတ်ဝတ္ထုပစ္စည်းမဟုတ် ၎င်းသည်ဂတိတော်နှင့်ရှင်တော်ဝိညာဉ်တော်ဖြစ်ပြီးဘုရားသခင်၏ကောင်းမြတ်ခြင်းကို အတွင်းထဲမှတော်လောင်ခြင်းဖြစ်သည်ပရောဖက်ပြုချက်ပုံစံ၌ရှိသောဂျေစုတော်ဖြစ်သည်ဤပြည်ရှင်ဂျေစုတော်အတွေ့ဟေပြဲစကလုံးသည်ဟာဆက်ဖြစ်ပြီးဘုရားသခင်၏မြတ်တာတော်ဂယုနာနှင့် မပြောင်းလဲသောကျေးဇူးတော်ကို ဖော်ပြသည့်အတုံးအနှုံးဖြစ်သည်ငါသည်ယောနသန်အတွက်ကျေးဇူးပြုစရာအခွင့်ရှိစေခြင်းငါရှောလူအဆွေအမျိုးတစ်စုံတစ်ယောက်ကြံ့ကျွင်းသေးသလောဟုမေးသောအခါဒါဝိဒ်ပြောသောစကားသည် ထိုအရာဖြစ်သည်ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9အငယ်1ထိုအရာသည် မေတ္တာကရုဏာဖြစ်ပြီးယေရှုတော်နှင့်ဆိုင်သောပဋိညင်စကားဖြစ်သည်ယေရှုခရစ်တော်အဖြစ်ဤယေရှုတော်သည်ယုံကြည်သောမြည်သည့်လူသားမျိုးနွယ်အားလုံးတို့အပေါ်သို့တောင်းတောင်းခြင်း ခံခဲ့ရပါသည်ဧပက်ခန်းကြီးနှင့် အငယ်ရှိတွင်ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ဟုမိန့်တော်မူ၏။ဧဝံဂေလိတရားသည်ကယ်တင်ခြင်း၊ကျမ်းမာခြင်းနှင့်အနာငြိမ်းခြင်း၊လွတ်ခြင်းအခွင့်နှင့် ပြောင်းမတ်ခြင်းတို့ကိုစောင့်ယူလာခဲ့ပါသည်ကျွန်ုပ်တို့သည် ထိုအရာနှင့်ထိုက်တန်သောကြောင့်မဟုတ်ပဲကိုတော်ကောင်းမြတ်သောကြောင့်ဖြစ်သည်ကိုတော်ဤကောင်းမြတ်ခြင်းသည်လူသားများကို နောင်တသို့ဥဆောင်ပါသည်ယောမခန်းကြီးနှင့် အငယ်လေးဤအရာသည် ကျွန်ုပ်တို့သေဆောင်ထားသည့်တည်င်းစကားဖြစ်သည်ဖျားသခင်သည် လောကီသားတို့ကိုချစ်တော်မူသည်ဖြစ်၍ကိုယ်တော်သည် သူဤသားတော်ကို ပေးတော်မူရာတွင် ထိုသူကိုယုံကြည်သောသူရှိသမျှတို့သည်ထာဝရအသက်ကိုရမည်အကြောင်းတည်းဂျေစုတော်ဤဧဝံဂေလိတရားသည်ပြစ်တင်ရှုတ်ချခြင်းအကြောင်းမဟုတ်ပါ၎င်းသည်ဖြောင့်မတ်ခြင်းအကြောင်းဖြစ်သည်ကြဆုံသူများကိုချီးမြှောက်မြင့်တင်ကာပျောက်ဆုံးသူများကိုဘုံကြည်သောအမွေအဖြစ် ခေါ်ဝေါ်ခြင်းဖြစ်သည်ဓမ္မနောဝိတ္ထုအခန်းကြီး20အငယ်32တွင်တမန်ကျမ်းစာကမြစ်ကိုတို့ ယခုငါသည်တင်တို့ကိုဖျားသခင်၌အနံ့ဤတင်တို့ကိုတိဆောက်ခြင်းက၎င်းတရှင်သောသူအပေါင်းတို့နှင့်အတူတင်တို့အားအမွေ ပေးခြင်းက၎င်းတတ်နိုင်သောဖျားသခင်ဤဂျေစုတော်တရား၌၎င်းတင်တို့ကိုငါအနံ့ဤဟုမိန်တော်မူသည်မှာအံ့ဩစရာမရှိပါထ၍လေးလာရန်ကြံပိုင်ရှင်ယောဟန်ခန်းကြီး အငယ်16မှ19ထိုသူဤပြည့်စုံခြင်းမှလည်းဂျေစုတပါး၌ထပ်ဆင်း၍ဂျေစုတပါးကိုငါတို့ရှိသမျှသည် ခံရကြပြီအကြောင်းမူကားပြည့်ညတ်တရားတော်ကို မောရှိလက်ထက်တွင်ပြီးတော်မူ၏ဂျေစုတရားနှင့်သစ္စာတရားမူကားယေရှုခရစ်အားဖြင့်ဖြစ်သည်ဂလာတိအခန်းကြီး3အငယ်10ဖယားသခင်သည် ယုံကြည်ခြင်းကိုထောက်၍တပားအမျိုးသားတို့ကိုပြောင်းမတ်ရာ၌တည်စေတော်မူမည်ဟုကျမ်းစာသည်ညွှန်မြင်လျက်အာဗြဟံအားအမိန့်ရှိ၍သင့်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟုဧဝံဂေလိတရားကို ဟောနှင်လေ၏ဧဖက်ခန်းကြီးနှင့် အငယ်ရှမာကိုယုံကြည်သောအဖြစ်ယေရှုတော်ကြောင့် ကဲတင်ခြင်းတို့ရောက်ရ၏ကိုအလိုအလျောက်ရောက်သည်မဟုတ်ဘုရားသခင်တနာတော်မူရာဖြစ်သည်ကိုကုသူကြောင့်ကဲတင်တော်မူခြင်းတို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကျွားเสียအခွင့်မရှိဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်ကိုယုံကြည်၍အနန္တသော ကိုတော့ဂျေစုတော်ဤမင်္ဂလာရှိတော်ဧဝံဂေလိတည်ငောက်အတွက်ကိုတော့ကိုဂျေစုတင်ပါသည်ကိုတော့ဤတနာချင်းဂယုနာတော်ထုတ်လုပ်ပေးသူကိုတော့ဤဂယုနာတော်တည်င်းစကားကိုတဲဆောင်သူနှင့်ကိုတော့ဤကဲတင်ချင်းဤ သတိခံတယောက်အဖြစ်ကျွန်ုပ်သည်ထိုတရားကိုရဲရင်စွာနှင့်ပြင်းပြစွာဟောကြားပါ၏ကျွန်ုပ်သည်အခြားသောသူများအားတည်င်းကောင်းကိုရဲရင်စွာဝေငှနေစဉ်ကျွန်ုပ်သည်ဂျေဇုတော်၏ပြေဝဆုံးလင်ခြင်းထဲ၌နှင့် ဧဝံဂေလိသတင်းကောင်း၏ကောင်းကြီးမင်္ဂလာများထဲ၌ရှောက်လန်းနေပါသည်သခင်ယေရှု၏အမည်နာမ၌အမင်းတနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်တိယောခန်းကြီးလီဒံယေလအခန်းကြီး1မှ2ကို ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နှစ်နှစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ရောင်းအခန်းကြီးစက်ခွန်အငယ်7မှ21 600အခန်းကြီးခွန်မှ19ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့